အားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖပြမယ့်ဝိထုတိုလေးကတော့ဆီယာမဂျူရေးသားထားတဲ့ကျမချစ်သောယောက်ျားများနဲ့အခြားဝိထုတိုများစာအုပ်ထဲမှာပျော်ဝဲစာဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်။ပြောပွဲစာတစ်တော်ဤဝင်းတို့ရောက်တော့အခါသူတို့အားလုံးအတော်အတန်မောပန်နွမ်းနေကြပြီဖြစ်သည် သို့သောခဏကြာတွင်မောပန်းတွင်နေသည်။ဝေဒနာအာလုံးလွင့်ပြေကအေးစိန်တိတ်ဆက်မှု၏ချမ်းသာဒုက္ခကိုကြုံတွေ့ခံစားရတော်မူဖြစ်သည်။ထိုမျော်လင့်ချက်ဖြင့်သူတို့၏မောပန်းမှုကို မေ့ပြောင်းထားနိုင်စွမ်းရှိပါသည်။ တောက်ပဆူရှားသည့်နေပြင်းတံပူလောင်သည့်တဲပြင်းနှင့်ခြောက်သွေကျန်းရှာသောဖုံဝေများမှလွတ်ကင်းရာဤကုန်းမြင့်ဒေသကလေးသို့ရောက်ရာတိုင်းသူတို့အားလုံးချမ်းမြေ့ကြည်ညိုကြရသည်ဤနေရာကလေးသည် ရေပက်လေမြင်တွေ့နေရသော သူတို့တငါရွာကလေးတဝိုက်တွင် တခုတည်းသောစိမ့်ဆူအေးများမှုတခုဖြစ်သည် ဗီဒီယိုမရှိရုပ်ရှင်မရှိ ကစားကွင်းမရှိ ခန္ဓာတော်စားတောက်ဆိုင်မရှိဘားစိမ်းကန်ပစ္စည်းမှမရှိတော့မိမိတို့ရွာကနီးရှိ ရှားပါတော့အခမဲ့ပန်းဦးရင်ကြီးတစ်ဖွဲ့ဖြစ်တော့ကြာဤနေရာတို့ လာရောက်အနားယူအပန်းဖြေလိုသူများအလွန်များပါသည် မိမိတို့ရွာနေအနေငယ်လန်းသည့်အပြင် တောင်ကုန်းအမြင်ကလေးဖြစ်သောကြောင့်ဤကုန်းမြင်တတော်ကလေးတို့ရောက်ရန်အနေငယ်အချိန်ယူရ၏ထို့ပြင်လူတိုင်းလူတိုင်းသည် နေ့စဉ်ငါးဖန်းချင်းလို့လုံနေရသည်ဖြစ်ရာ အလုံးရနားလေးရှိသော ဥပုံနေရောက်မှသာဤတတော်ဥယင်ကလေးတို့လာနိုင်ကြ၏ ။အေရိယာတိတ်မကျဲဝန်းလာသောဤတော်အုပ်တို့လာခြင်းသူများကများပြားပြီးနေရအကျဲဝန်းက လူဦးရေနှင့်မများတာသောအခါ ဥပုပ်ရတိုင်းထိုတော်အုပ်တွင်ပြဿနာတစ်ခုမဟုတ်တစ်ခုအမြဲဖြစ်ခဲ့ရသည်။လူရေထူတမ်းမှုကြောင့် တမိသားစုနှင့်တမိသားစု နေရလူရဲ့ရာမှခိုင်ရန်ဖြစ်ပွားခဲ့ရ၏အတုံးဆောင်ပစ္စည်း မှားယွင်းပြောင်းဆုံးခဲ့၏။တမီသားစု၏ရေမောစကားပြောတံကတခြားမိသားစု၏တာယာမှုကိုနှောက်ယှက်သည်ဟုရံပြေခဲ့ရ၏။ကျန်တန်သည့်ကလေးတချို့ဤပြေးလွှားခုံပေါက်စောကစားမှုကြောင့်ပြုံးနှွယ်ငြိမ်သက်သောကလေးတချို့ကိုဒဏ်ရာအနာဒိယဖြစ်စေသည်ဟုမိဘအချင်းချင်းယံပြေခဲ့ကြရ၏ ထိုအခါရွာလူကြီးမှာမိမိရွာသားများ စိတ်ချမ်းသာမှုအတွက်တနည်းတစ်ပုံစဉ်းစားကြရလေသည်ရွာမှာအင်ဂျီပေါင်း150ခန်းရှိရာဤနေရာကလေးအားဥပုပ်ရံတရက်လျင်တအိမ်စီမျှဝေ၍ပိုင်ဆိုင်ခွင့်ပေးဖို့ဆိုလျင်တအိမ်သည်၃နှစ်ကြာမှ ဥပုပ်တရက်သာ ပိုင်ဆိုင်ခွင့်ရလေမည် ထို့ကြောင့်အကောင်းဆုံးနည်းမှာတဘာဝတူဇယိုက်တူမိသားစုသုံးလေးစုမိမိတို့အချင်းချင်းသင်းမြတ်စွာပူးပေါင်းစေ၍အုပ်စုတစုချင်းတီးသန့်ပိုင်ဆိုင်ခွင့်ရှိကြောင်းအခွင့်အရေးခွဲဝေပေးခဲ့၏သို့သောပြဿနာမှာမြည်သူတို့ကမြည်သည့်ဥပုပ်ရက်ကိုရွေချယ်ကြမည်နည်း နွေရာသီဖြစ်တော့လေငါးပစုံအကြများသောရေများတွင်ဤတော်အုပ်တို့ပျော်ဝဲစားထွက်ရန်မြည်သည့်အိမ်တော်စုကားများစိတ်ဝင်စားသည်မဟုတ်ထိုအခါရွာလူကြီးသည်ကံဖြင့်အဆုံးဖြတ်ပေးသောမဲစနစ်ကိုအတုံးပြိုခဲ့၏ရိုးအားလာသောအောက်ခြေအလွာမှတငါလုံသားများဖြစ်သောကြောင့်သူတို့သည် မကောက်ကျစ်တတ်ပင် ပေါင်မဲကိုငွေကြေးပြေဝယ်ယူရအောင်အထိတယောက်ကတယောက်ထဲငွေကြေးလည်းမပူရှမ်းလေပတ်မှုလည်းမပူရှမ်းပဲထို့ကြောင့်လေရွာသားကြီးကြာမြင့်လာသောတန်းတလျှောက်ရွာသားလုံးသည်မိမိတို့မိသားစုရရှိသောခွင့်အရေးထက်ပိုယူရန်လဲမစင်စားခဲ့ပဲ ရှန်နေအဖို့တစ်တုံးုပ်ကလေးတို့တနေ့တာလာရောက်အပန်းဖြေခွင့်ရသောမိသားစုသုံးစုတွင် အလွန်စောသောကလေးများပါဝင်ကလေးများသည် တောင်းုပ်အဝင်မှကလေးကလူကြီးများနှင့်အုပ်စုခွဲကမိမိတို့နှစ်စဉ်စော်ကစားရာနေရာသို့ရောက်အောင်အပြေအလွာလာခဲ့ကြသည်ကလေးများနှစ်သက်သောနေရာသည် လူကြီးများနှစ်သက်သောနေရာနှင့်လုံးဝကွဲပြား၏ လူကြီးများကအရေးအာဝါဒကောင်းပြီးပန်းရင်နဲ့မွေးပြန်သော လေးညင်းလဲတိုက်ခတ်သော အေးများသည့်တတော်အလဲပိုင်းကိုနှစ်တန်း၏ထိုနေရာတွင်ပါလာသောစားတောက်ဖွေရများကို ဖြန့်ခင်းကကြကြနနာထိုင်သူထိုင်ပစိုးစုံဖြန့်ခင်းလျက်လဲလျောင်းသူကလဲလျောင်းဖြင့်အေးချမ်းမှုကိုခံစားကစကားဆမီပြောကြသည် ခလေးများကတော့အရေးကိုလည်းမစွဲလန်း နေဘူးတန်းကိုလည်းမကြောက်ရောသူတို့သည်စွန်စားခြင်းကြ၏အားကြခြင်းကြ၏ငေးမောမျောလင်းခြင်းကြ၏ထို့ကြောင့်တောင်းကိုကုန်းမြည်ဤဟိုမှာပဲစွန်တောင်းချထိတ်အထိမနာမနေပြေခဲ့ကြလေသည်တောင်းချထိတ်စွန်လွေမြင်ခြင်းချင်းကလေးတို့ရောက်လျင်သူတို့အားလုံးအလျာမှောက်လိုက်ကြသည် နေရောင်သည်သူတို့နဘူးတဲတဲမှာ သူတို့စီထိုးကြလျက်ရှိသည် သူတို့သည်နှစ်ဖူးအထက်တွင် လက်ကာသူကကာအုတ်ထုံးဤရှာကိုနှစ်ဖူးပေါ်ဆွဲချသူကထားလျက်နေအောင်အောက်ကမြင်ကွင်းကိုရုပ်ရှင်ဇာကားတစ်ခုကြည့်ရသလိုစိတ်ဝင်စားစွာကြည်ရှုနေကြသည်ဤတော့ဂုံမြင့်ဤအနေမိုင်းလွင်ပင်မြေကမ်းမားတွင်မြို့တစ်မြို့တည်ရှိသည် မြစ်သည်ဤကုန်းမြင့်ကိုကွေဝိုင်လျက်ကျေပြန့်စွာစီစဉ်သွားရာသူတို့ရွာကလေးသည်လည်းဒီဘက်မြေကမ်းမသဲတောင်ပြင်ဟိုးကမြစ်သည်လည်းမြေကမ်းမဒီဘက်မှာပင်ရှိနေ၏သို့သော မြေမာသောတောင်ကုန်းတော်ဟုကလေးချားနေသောကြောင့်ရွာနှင်းမြို့သည် ကုန်းမြေခြင်းအဆက်ဆက်မရှိသလိုထင်ရသည်လေသိမောဖြင့်သာဆက်သွဲသွာလာကြသည် ခလေးများကတော့ဤကုန်းမြေမှကြည်ရသည့်မြို့ရှုခင်းကိုအံ့ဩမဆုံးဖြစ်နေသည်အဆောင်အုံများသည်တနစ်ထက်တနင်းပိုမိုမြင်မာလာသည် ကစားစရာကားရုပ်ကလေးများလိုပင်ဟိုသည်ပြေးလွှမ်းနေသော ကားရောင်စုံများသည်တနစ်ထက်တနင်းပိုမိုများပြားလာသည် တိုက်တာဆောင်းများစီမှမှန်များသည်နေရောင်ဖြေအရောင်လန်နေ၏ တခါတခါသူတို့ရှိနေသောတောအုပ်စီတို့အလင်းရောင်ကလက်ခနဲရောက်လာတလေသည်ဟောဟိုကမမဲအကွက်လေးကိုမင်းမြင်လားအဲ့ဒါဈေးကြီးကွာအဲ့ဒီမှာကစားကစရာတွေရောအင်းကြီးတွေရော အဆုံရှိတယ်မြို့ကိုမရောက်ဘူးသောကလေးတယောက်ကိုရောက်ဘူးသောကလေးတယောက်ကရှင်လင်းပြနေ၏ဟိုနာယီစင်ကြီးရောမြင်လားအဲ့ဒီဘော်ကိုလှေကားနဲ့တက်လို့ရတယ်ကွာ တခါတော့အဖေကငါ့ကိုအဲ့ဒီနာရီစင်ကြီးပေါ်ခေါ်သွားဘူးတယ်။ဟာအောက်ကိုလှမ်းကြည့်လိုက်ရင်တိတ်လှတာပဲကွာ။မင်းကိုမြင်စေချင်တယ်။ဒီတောင်ကုန်းတော့မြင်လားကွာ။ကဲ။ဒီလောက်တော့ဘယ်မြင်မလဲကွာမင်းကလည်းဒါပေမဲ့ဒါဖြင့်လာပြောမနေနဲ့။စားရောက်ဘူးသောခလေးကပြက်တော့စွာတာမြင်လိုက်သည်။သူတို့တခဏတိတ်ဆိတ်သွားသည်အောက်ဖက်မှမြင်ကွင်းကို စိုက်ကြည့်ကြ၏ မနှစ်ကနေဘာများထူးခြား क्वे ပြားနေတယ်လဲဟုသူတို့စူးစမ်းကြသည်မြို့ပြင်ကွင်းသည် တနည်းနဲ့တနည်းမတူညီပေအမြဲတမ်းပြောင်းလဲလျက်ရှိသည်ကို သူတို့သတိထားမိ၏ ဥပမာတနှစ်စီကအဆောင်တစ်ခုသည်၄000စတုကံပုံကြကြဖြစ်ပြီး နောက်တစ်နှစ်တွင်ထိုအဆောင်သည်ပင်အောက်ခြေကပို၍ကျဲဝန်းပြီးအပေါ်ပိုင်းအနှဲငယ်သေးသောကြောက်ကြောတုံးပုံစံဖြစ်သွားပြန်၏ ။ဥပမာတနစ်စီကလွတ်လပ်ရင်ကြောက်တိုင်းပက်လေကခြံဝန်းသည်ခမင်းမြင့်ကြောက်တုံးမြုပ်သောဒတိုင်းခြံဝန်းဖြစ်ပြီးနောက်တနစ်ကြပြန်တော့ထိုကြောက်တုံးအုပ်ဒတိုင်းမဟုတ်တော့ပဲအနေင်းစားအုပ်ဒတိုင်းတူတူနဲ့၎င်းအပေါ်မှာတန်တိုင်းများထပ်ဆိုင်ကာယံထားသောခြံဝင်းဖြစ်သည် ထို့ကြောင့်သူတို့သည်ယနေ့လဲမနစ်ကတည်းထူကြသောအပြောင်းလဲတစ်ခုခုတွေ့ရမလားဟုသောထူးဆန်းမှုဖြင့်ဟိုဟိုဒီဒီဝေဝဲကြည်ကြသည် စိတ်ခံဘောဒရာများနှင့်ကုံလောင်ယုံများ၏အယောင်သွေးမှ မနစ်ကအတိုင်းမင်းဖြစ်သည်မြစ်စိတ်ကမ်းမှာရှိသောလေများကရုသင်းမောများစီမှာပရဲစိတ်ကလေးတွေလိုပင်လူဝဲများတွာလာလှူရှားနေကြသည် မြို့ရဲပိုင်းမြင်ကွင်းကို သူတို့မျက်စီမေး၍အာယုံဆိုင်ကြည်ကြပြန်၏ဤတွင်ထူးခြားမှုတစ်ခုကိုတွေ့ရသည်ကွက်လန့်ဟူ၍မရှိသလောက်ပြည့်ကျက်နေသောအဆောင်အုံများကြားတွင်ကွက်လန့်ကြီးတစ်ခုကို သူတို့မြင်လာရ၏။တယောက်ကလက်ညိုညွန်ပြသည်။သူတို့အားလုံးထိုကွက်လန့်ကြီး၏မူလအရင်းအမြစ်သည်ဘာလဲဟုမသိကြ။ ထိုကွက်လန်နေရာကိုမျက်စီမှာအလွန်ကြမှတ်ထားဖို့တော့တရီရာကြဤနောင်နေဤနေရာသို့လာရသောအခါယခုလိုပင် တောင်ကြားထိမ့်မှငုံကြည့်ရသည့်အခါဤကွက်လန်သည်မြည်တို့ပြောင်းလဲသွားမည်နီတယောက်နှင့်တယောက်ထင်ကြေးပေးကြသည်တယောက်၏အဆိုကိုတယောက်ကညင်ဆိုကြသည်ခလေးတွေ ထမင်းစားကြမယ် တောင်းအောင်ဆက်မှာ လူကြီးတဦးကလာရက်ပြီးသူတို့ကိုလမ်းခေါ်ဤသူတို့အားလုံးလှဲ့မကြီးအားကြပါ အလုံးလားပါတော့အဆောင်အုံဒီတခုကို မြင်လိုက်ကြတော့ကြောင့်ဖြစ်ပါသည်အဆောင်အုံဒီအညိုးရောင်မှန်များဖြင့်အပြည့်ဖြစ်တော့ကြောင့်ရုပ်ပုံဆောက်ထဲမှာတွေ့ဘူးသောခန်းနာသည့်နိုင်ငံเจ้าဟိုတယ်တခုနှင့်ဆင်တူသည်ထိုအဆောင်အုံကြီးကို မနစ်ကမြင်မိသည်ဟုမထင်ချင်း သေးကြပါရဲ့ကွာဒါအခုနဲ့မှစောင့်လိုက်တာပါတယောက်ကမှတ်ချက်ချ၍သူတို့အားလုံးထိုအဆောင်ဝုံကြီးပေါ်တက်ကြည့်ခြင်းစိဖြင့်အားကြစွာငေးမောနေကြရသည်ဟေ့ကောင်လေးလာကွာဒီလောက်နေပူနေတဲ့ဟာအရေးတဲဟိုလားခမင်းစားဖို့အချိန်ရောက်နေပြီနောက်တစ်ချိန်ထပ်ခေါ်တော့အခါအားလုံးနေရာမှထား၍တောအုပ်ထဲသို့လိုက်ခဲကြတော်သည် တောအုပ်ထဲသို့ရောက်ပြန်တော့သူတို့ပြောကြရပါသည်ရောင်စုံပန်းများပွင့်သည့်မြေကပ်ပင်ခြုံများပင်မြေများ၏ပင်စည်တွင်နွယ်တွက်လိန်ရှဲ၍ပေါသောကပ်ပါပန်းတွင်များဖြင့်တတော်သည်မှုေးပြန်လျက်ရှိသည်ပင်မြေများကတော့အဖိုးတန်သည်များမဟုတ်ကြပါရွာပါပင်အနေငယ်သာပါဝင်သည်ပိန်နေပင်နှင့်တရက်ပင်အနေငယ်ပါဝင်သည် သူတို့အဖိုးများဆိုင်ခဲ့သောတပည့်များဟုတီးရပါသည်တို့အဖေတွေအဘိုးတွေကမင်းတို့နဲ့မင်းတို့သားသမီးတွေအတွက်စိုက်ခဲ့ကြတာဟိုအဖေတို့ကပြောစင်သူတို့တအံတော်ကောင်းငိန်ခဲ့ရသည်သူတို့တိတ်ဆိတ်မဝင်စားပါကန်းချေကောင်းအုံသီးများလောက်သူတို့မံမောခြင်းမရှိပါ သူတို့ရောက်သောအခါထမင်းဝိုင်းသည်အစင်အသင်ဖြစ်နေပြီး ငါးခင်နှံသည်မှုေးပြန့်လျက်ရှိသောကြောင့်သူတို့ထမင်းစားလာသည် သူတို့အကိုတယောက်ရလာသောငှက်တကောင်ကို သူတို့အားလုံးဝေမျှစားကြသည်လူကြီးများကတောထဲကဟင်းရွက်ဖြစ်ချက်သောဟင်းကြိုကို မြင်ရင်ရှက်ရည်တောင့်နေကြစဉ်တွင် သူတို့က၎င်းထဲသောပဇွန်တို့မိခင်ကိုဝေခွဲ၍မတည့်နိုင်ပဲဖြစ်နေသည် သူတို့သည် ရေကြိုးပစွန်ဖမ်းရ၌ကျွမ်းကျင်ကြသောကြောင့်မကြာခဏမိပါသည်သို့သောပစွန်မှာဈေးလွန်ရသောကြောင့်သူတို့မစားရပါတစ်နှစ်တွင်တစ်ခါလောက်သာစားခွင့်ရသောပစွန်တို့ကို သူတို့အလွန်မှန်မောသည်လင်းညင်းသည်အယက်ရှင်းမြန်နာ၌တိုက်ခမ်းနေသည် သူတို့အားလုံးလင်းကြီးချောသိမ့်မှုကြောင့်ထမင်းဆိုင်ရင်းမြတ်တောင်များဆင်းလာ၏ စကားသံများတဖြည်းဖြည်းတိတ်ဆိတ်သွားသည်ထမင်းလုံများတဖြည်းဖြည်းနှေးကွေးသွားသည် နေသည်တပင်မော်တဲတဲသို့တဖြည်းဖြည်းချင်းရောက်လာပြီးထုံမတစင်အနောက်ဘက်သို့ဆွန်ထွက်စားပြူလာသည်ထိုနောက်တော့သူတို့အားလုံးတောအိုအလဲတွင်အေဂျန်စွာလဲလျောင်းလိုက်ကြသည် မွေးပြန်သောပန်းရံန်သည် သူတို့ကိုအိမ်မွေချလျက်ရှိသောကြောင့်သူတို့အားလုံးခဏအကြာတွင်အိမ်မောကြသွားလေသည် ခလေးများကတနေရာလူကြီးများကတနေရာဖြစ်၏ခလေးများသည်တောင်းအုပ်၏မျိုးပဲနီးသောအစော်၌စူဝေးအိပ်ပျော်နေကြပြီးလူကြီးများကရွာပဲနီးသောအစော်၌စူဝေးအိပ်ပျော်နေကြသည် ခလေးများ၏အိမ်မက်ကလာပါသည် နှစ်စင်မဲ့နေကြအိမ်မက်များလည်းဖြစ်သည်သူတို့သည်အိမ်မက်ထဲတွင်ခမ်းနားသောအဆောင်အုံကြီးများတွင်လှည့်ပတ်သွားလာလျက်ရှိ၏သူတို့ဤပိုက်ကိုများရွက်ပြင်တဲများဒဏီမိုးဒဏီကာတဲများဝါးကုတ်ပြင်များသည်သူတို့ဤနောက်တွင်မှုံဝါးစွာကြံခဲ့၏ မောထီမြင်းလူနေပါဆောင်းဝရန်တာတခုတွင်သူတို့ရံ့၍မြင်းဝင်းကိုအံမခံငေးမောကြည်နေကြသည်မြစ်ပြင်သည်ကွေးဝိုင်လျက်တပြေးပြေးကြဲကြဲလာပြီးဟိုးဝေးကပင်လယ်စီသို့ပူပေါင်းသွားသည်သူတို့သည်မြစ်ပြင်ပေါ်ကလင်းငယ်များပေါ်တွင်သူတို့အဖေများအကိုများကိုလှမ်းမြင်နေရ၏သူတို့ခုံပေါက်ပျော်ရှင်စွာလှမ်းအော်ပြီးလက်ပြဝေရန်ကြသည် အဖေတို့ကမောကြီးကရေမောလျက်ရှိသည်မှန်ပရင်းများတွင်းသို့သူတို့ရောက်သွားပြန်၏ကောင်းရင်သည် သူတို့နှင့်လက်တကမ်းမှရှိနေသည် တိမ်များသည်အစုံလိုက်အစုံလိုက်သူတို့အခန်းတွင်းသို့ဝင်ရောက်လာသည် သူတို့တိမ်တွေတို့လက်နှင့်စုပ်ကိုင်းဖမ်းယူကြသည် လှပသောရောင်စုံတိန်တိုင်းများ၏ခေါမိုးမြင်ခွေးများကိုသူတို့၏အောက်တွင်မြင်နေရသောအခါသူတို့ပျော်ရွှင်ကြ၏အတန်ကုန်ဟစ်ကအော်ဟစ်စကားပြောတော်လဲလေးတိုက်ခတ်မှုပြင်းထန်သောကြောင့်စူညံသံများကိုသာကြာရလေ၏စကားတန်တဲကွယ်ခြင်းမရှိအတန်များသည်တဖြည်းဖြည်းပို၍ပို၍စူညံလာကြသည် ထိုနောက်ကလေးများအိပ်ပျော်ရာမှာရုတ်တရက်နိုးလာကြသည်သူတို့သည်အပြင်လောကမှာလည်းတကယ်ပင်အတန်များကြာနေရသည်အတန်များသည် သူတို့စီတို့တဖြည်းဖြည်းနီးလာကြ၏မျိုးရှိရာရှိဘက်စီမှာဖြစ်ပါသည်သူတို့တယောက်ကိုတယောက်အကြည်ချင်းဖလှယ်လိုက်ပြီးတိတ်တဆိတ်ထားရန်လိုက်ကြသည် ထို့နောက်တောင်းဟုအစွန်သို့တွားရောင်နားထောင်ရန်ခြေလမ်းပြင်လိုက်ကြသည်ထို့အချိန်မှာပင်တောင်းဟုအဆက်စီမှကျင်းလောင်သောစကားတံများနှင့်ဖက်နှက်တံများကိုကြားရသည်ကျွန်တော်ပြောတယ်မဟုတ်လားတော်တော်အေးချမ်းတဲ့နေရာပါဆိုလေတော်တော်ကောင်းတာပဲဗျတော်တော်တန့်စင်နေလေကလေးများသည်တပြေးပြေးနီးလာသောလူစုကိုတိတ်ဆိတ်စွာပင်ရက်ကြည်နေကြ၏ မြို့ပေါ်မှာလူများဖြစ်ကြောင်းသူတို့တီလိုက်ကြသည်အဝင်းအစာတောက်ပတင့်လွင်ပြီးရှိုးကြကြဝင်စင်ထား၏လူတယောက်ကနှဖူးထိတ်မှဇပင်မရှိတယောက်ကလက်မတောင်ဝေးလိုလိုဝိထုဒုတ်တန်တစ်ခုကိုဟန်ပန်ကြကြဂိုင်းထား၏တယောက်ကလက်နှစ်ဖက်ကိုဆန်း၍ရင်းငိုဖွင့်ကအသက်ကိုအာရပါရရှူလိုက်သည် တောင်လုံးတလန်ကတော့ နည်းနည်းမှတ်တယ်နော်ခလေးများမသိမသားနှာခေါင်းရှုံလိုက်ကြ၏မိမိတို့ရွာဘက်ကတက်လန်းသည်ပို၍မဆောက်ကြောင်းသူတို့ကိုပြောပြခြင်းသည်သို့သော မပြောပြပါ နောက်ဆက်တွဲစကားတခွန်းကိုကြားလိုက်ရသောကြောင့်ဖြစ်သည်ကိစ္စမရှိဘူးလမ်းပြင်တာကမကြပါဘူးထုံအုပ်စုသည်ခလေးများကိုမျက်စိရှမ်းကကြည်လျက်မမြင်သလိုပင်ဖြတ်ကျော်သွားကြ၏ ခလေးများသည်မိမိတို့မိခင်ဖခင်များကိုသွားနှိုးရန် စိတ်ကူသေးသည်သို့သောသူတို့သွားနှိုးစရာမလိုပါထိုအုပ်စုက ပေကျိုးများဖြင့်ကုန်းမြင့်လွင်ပြင်ကိုဟိုဘက်သည်ပဲအရန်လေးမျက်နှာတိုင်းထွာရန်စူးစမ်းချိန်တွင် လူကြီးများနှိုးလာကြသည် သူတို့သည်အနှဲငယ်ကြောင့်အစွာခဏငေးမောနေပြီးနောက်အလိုက်တီးတီးဖြင့်မိမိတို့အိုးခွဲပကံများကိုစတင်သိမ်းဆဲတော်သည်ကဲကဲအေရိယာစုစုပေါင်းကိုတွက်ကြည့်ကြရအောင်မိမိတို့ဤဦးဘုံနေပျော်ပွဲစားတစ်နေ့တာသည်ဤမာပင်ပြီးဆုံးသွားပြီဟု သူတို့အားလုံးသဘောပေါက်သွားကြ၏ ထိုဆန်းသည်မှာထိုးစုသည်ကလေးများကိုတော်၎င်းလူကြီးများကိုတော်၎င်းမိမိတို့၏ပတ်ဝန်းကျင်တွင်ရှိသည်ဟုအတိအမှန်မပြုခြင်းပင်ဖြစ်သည် သူတို့ကဒီတော့ကလေးကိုဘာလာလုံးကြတာလဲကလေးတယောက်ကတီတို့တန်ဖြစ်မေး၏မသိဘူးပျော်ဝဲစားထွက်တာတော့မဟုတ်ဘူးကွာပေချိုးနဲ့တိုက်နေတာကွာတပင်တွေခုတ်ဖို့လားမဖြစ်နိုင်ဘူး ဒီသစ်ပင်တွေကရောင်စားလို့မမရပဲသူတို့ဦးနှောက်ချောင်းအောင်စင်စားနေကြသည်သစ်ပင်တွေကို ခုံမဲဆိုရင်သစ်ပင်တွေကို ပေကျိုးနဲ့တိုင်းမှာပေါ်ဟုတယောက်ကရှင်းပြတော့အခါသူတို့အားလုံးလက်ခံကြ၏ဒါဖြင့်အိမ်တွေဘာတွေစောက်မလို့များလားတယောက်ကထင်မြင်ချက်ပေးသည်ဟာအိမ်ဆောင်ရင်ရေကဘယ်ကရမှာလဲတောက်ရေချိုးရေ အားလုံးကထိုကလေးကိုအလားကြီးလားဟုသောမျက်နှာထားဖြင့်ဝိုင်းကြည့်ကြ၏ဟာမင်းကလေလျှက်စင်မော်တာနဲ့အမြင်ကြီးကိုရေတင်လို့ရတယ်ကွငါတွေ့ဘူးတယ်ခလုတ်ကလေးနှစ်ယုံနဲ့ရေတွေတက်လာတာ ရေပုံးနေတာမှခံစရာမလို့အောင်မဲဒါတော့ငါသိပါတယ် ထို့နောက်သူတို့သည်ထိုအုပ်စု၏မသည်မကွဲဝေးသွားသောစကားများကိုနားထောင်ရင်းဇဝေဇဝါဖြစ်နေကြလေသည် ရှုကင်းကတော်တော်လှတာပဲဗျာဟုံးဟိုမှာကြည်စမ်းပါအောင်ပင်လယ်ဝကိုလှမ်းမြင်နေရတယ်အကောင်းဆုံးနေရာတစ်ခုပဲကြောက်လွန်မြေပါပုံမရဘူးနော်နေထွက်တာနဲ့နေဝင်တာကိုကောင်းကောင်းခံစားလို့ရတာပေါ့ဧည့်သည်တွေတော်တော်သဘောကျမှသိထားတယ် ကလေးများသည်အနေငယ်မတည်မကြဖြစ်လာ၏။ဤတော်အုပ်တို့သူတို့နောက်နှစ်တွင်ပျော်ပွဲစားလာရန်ဖြစ်မှဖြစ်နိုင်ပါမလားဟုတန်တရားဝင်လာကြသည်။အပြန်ကြရင်တကြီးကိုတိုင်ပြောတာပေါ့ကွာ။ဟိုခလေးတယောက်ကအားပေးနေသိမ့်တယ်လို့ပြောတော့ခလေးအလုံးသူ့အားဝိုင်းဟာကြ၏။ ထို့နောက်မိဘများရှိရာတော်ဦးအလေတို့လေးကံသောခြေလမ်းများဖြင့်ရှောက်လာခဲ့ကြသည်ဒီနေရာကိုငါတို့ရွာကပိုင်နာပါကွာတိချပါတယ်ခလေးတယောက်ကယုံကြည်စိတ်ချမှုအပြည့်ဖြင့်ဖြည့်သိမ့်၏သို့သောတခြားတယောက်ကသူ့ကိုဆက်ကနေလှမ်းကြည့်လိုက်သည်ရှ်တူတူကွာကြားတော်အောင်မဟုတ်ဘူး ငါတို့ရွာကိုတော့သူတို့မျိုးကပဲပိုင်တာတဲ့အဖေကငါ့ကိုပြောဘူးတယ်ထို့နောက်ခလေးများတိတ်ဆိတ်သွားကြသည်ခလန်းလန်းမှာသူတို့မိဘများသူတို့ကိုစောင်းနေ၏လူကြီးများထံမှတခုခုအဖြေသိရလို့နှင့်ညှော်လင်းငယ်သောခလေးများသည်ဘာအဖြေမျှရမလာခဲ့ပေ။ လူကြီးများ၏မျက်နှာအားလုံးပလာဖြစ်နေသည်သူတို့ပဝင်းကျင်တစ်ပင်များလော်၌ခြေသံများစကားသံများရေမောသံများသည်သူတို့နှင့်နီလာလိုက်ဝေးသွားလိုက်ရှိသည်နေရောင်သည် အနောက်ဘက်မြကန်းကျေရှိရာသို့လှည့်မြန်စွာကြဆင်းလာ၏ကောင်းကင်မှတရင်စုံများအောက်ခြေတွင်လိန်မော်ရောင်တောက်ပါလျက်ရှိသည် သူတို့အားလုံးဤတောင်းအုံးမှထွက်ခါရန် အချိန်ကြာရောက်ပြီသူတို့ဤတစ်နှစ်တစ်ခါရရှိသော ဥပုပ်ရဲ့အချိန်နာရီသည်ကုန်ဆုံးသွားပြီဖြစ်ပါသည်1994ခုစက်တင်ဘာစပေးကြနေလာရောက်နာဆင်အပီသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲဘေးကင်းကျန်းမာကြပါစေ။